နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれနိုဝင်ဘာလ24ရက်တနင်္လာနေ့ ယေရမိအနာဂတိကျမ်းခန်းကြီး25အငယ်၄မှ31တွင်ထာဝရဖျားသည်လည်းစောစောထား၍မိမိကျွန်ပရောဖက်အပေါင်းတို့ကိုသင်တို့ရှိရာသို့အထက်ထက်ဆေလွတ်တော်မူတော်လဲသင်တို့သည်နားမထောင်ကြအမိန်တော်ကိုကြားခြင်းကနားကိုမလဲပဲနေကြ၏ထိုပရောဖက်တို့ကသင်တို့အတီးအတီးလိုက်သောလမ်းစိုးနှင့်အကျင့်စိုးများကိုပယ်ရှား၍သင်တို့နှင့်ဘိုးဘေးတို့အားထာဝရဖျားသည်အမြဲပေးတော်မူသောပြည်၌နေကြလော့ အခြားတပါသောဖျားနောက်တို့လိုက်၍ဝတ်မပြုမကိုးခွယ်ကြနှင့်ကိုလက်နှင့်လှုပ်သောအရာများအပြင်ငါ၏အမျက်ကိုမထွက်စေကြနှင့်ငါဒီလေသင်တို့ကိုမညင်စေဟုဆင့်ဆိုကြ၏ထာဝရဖျားမိန်တော်မူသည်ကထိုသို့ဆင့်ဆိုကြတော်လေသင်တို့သည်ကို၌အကျိုးနှင့်ဖြစ်စေခြင်းက ကိုလက်နှင့်လှုပ်သောအရာများအပြင်ငါ၏အမျက်ကိုထွက်စေသောအခွင့်ရှိမိအကြောင်း ငါစကားကိုနားမထောင်ဘဲနေကြပြီထို့ကြောင့်ကောင်းကင်မူချေအရှင်သာရဖျားမိန်တော်မူတီကဒင်းတို့သည်ငါစကားကိုနားမထောင်သောကြောင့်ဤပြည်နှင့်ပြည်သားများကို၎င်းဘဝင်ချင်း၌ရှိသော လူအမျိုးမျိုးတို့ကို၎င်းစစ်တိုက်စေခြင်းကငါဤကျွန်ဘာဗုလုန်ရှင်ဘီရင် နေဘုခတ်နေဇာအစရှိသောမြောက်ပြည်သားအမျိုးမျိုးအပေါင်းတို့ကိုငါမာလိုက်၍ဆောင်းခဲ့ပြီးလျှင်ရှင်ရှင်ဖြစ်စီ၍ ဤပြည်သားတို့ကိုအံ့ဩဖွယ်ရာကဲ့ရဲ့တန်ကိုကြားရာအစဉ်အမြဲလူဆိတ်ငင်ရာဖြစ်စေမည်ဤသူတို့တွင်ဝမ်းမြောက်သောအတန်ရှင်လန်းသောအတန်မင်္ဂလာဆောင်တို့သားဤအတန်တို့သမီးဤအတန်ကျိတ်ဆုံတန်နှင့်မြည်ခွတ်အလင်းကိုငါးကွယ်ပြောက်စီမည်ဤပြည်တလျှောက်လုံးသည်လူဆိတ်ငင်ရာအံ့ဩဖွယ်ရာဖြစ်လိမ့်မည်ဤလူမျိုးတို့သည် အနှစ်80ပတ်လုံးဘာဘူးလုံရှင်ဘီရင်ဤအမှုကို ဆောင်ရွက်ရကြလိမ့်မည်ကောင်ရာပြာမိန်တော်မူသည်ကသင်တို့သည်ငါ့စကားကို နားမထောင်ဘဲနေကြပြီယေရမိအနာဂတ်ကျမ်းအခန်းကြီး25အခန်းငယ်9စောင့်ဆိုင်ခြင်း၌မျှော်လင့်ချက်ရှိခြင်း 2020ခုနှစ်တွင် အလီဒါသည် DNA စစ်ဆေးမှုပြုလုပ်ခဲ့ပြီး American ပြည်ထောင်စု၏ကမ်းရိုးတန်းတစ်ဖက်ချမ်းတွင်နေထိုင်သော အမျိုးသားတဦး၏ DNA နှင့်ကိုက်ညီမှုရှိကြောင်းတွေ့ရှိခဲ့သည် နောက်ပိုင်းတွင် သူမနှင့်သူမ၏သမီးများသည်1950ခုနှစ်များမှတည်င်းဆောင်မများအားဖြင့်ထိုသူသည်ကြာမြင့်စွာပျောက်ဆုံးနေခဲ့သော အလီဒါ၏ဦးလေး Louis Hu ကောက်ချက်ချခဲ့သည်1952ခုနှစ်တွင်6နှစ်သားအရွယ်လူးဝစ်သည်ပန်းချံတစ်ခု၌ပြန်ပေးဆွဲခံခဲ့ရသည်လူးဝစ်ပြောက်ဆုံးသွားပြီးနောက်အနှစ်80ကြာမှပြုတ်လုခဲ့သည့် DNA စစ်ဆေးမှုအားဖြင့်နောက်ဆုံးတွင်သူနှင့်သွေးသားတော်ဆက်သောမိသားစုဝင်များနှင့်ပျော်ရွှင်စွာပြန်လည်ဆုံစည်းနိုင်ခဲ့သည်အလီဒါကကျမပြောချင်တာကလက်မလျှော့ပါနဲ့ ကျမတို့ရဲ့ဇက်လန်းကအခြားမိသားစုများကိုကူညီပေးနိုင်ပါတယ်ဟုပြောခဲ့သည်မျောလင့်ချက်ကိုဆက်လက်ထားရှိရမှာအနှစ်80သည်အလွန်ကြာရှည်သောအချိန်ကာလဖြစ်သည်ယေရမိနှင့်ယူဒလူမျိုးတို့သည်အနှစ်80ပတ်လုံးဘာဗုလုန်ရှင်ပြန်၏အမှုကိုဆောင်ရွက်ရကြလိမ့်မည်ဟုဖျားသခင်မိန့်တော်မူသောအခါသူတို့ဝမ်းနည်းကြေကွဲပြီးကြောက်လန့်နေပေမည် သို့သော၎င်းတို့သည်ဖျားသခင်စကားနားမထောင်လမ်းဆိုးနှင့်အကျင့်ဆိုးများကျင့်ခြင်းမှ နောင်တမရသောကြောင့်ဤလူတို့ကိုကဲ့ရဲ့တန်ကို ကြားရာအစင်မြဲလူစိတ်ညာရာ ဖြစ်စေခဲ့သည် လူများတို့သည်ဖျားသခင်စကားကိုနားမထောင်သောကြောင့်အကျဉ်30ထက်မကအပြစ်ပေးခြင်းခံခဲ့ရကြောင်းယေရမိအနာဂတ်ကျမ်းတွင် တွေ့ရသည်အနှစ်80သည် ထာဝရဖြစ်နေတဲ့ကဲ့သို့ခံစားရခဲ့ထာဝရဖြစ်နေတဲ့ကဲ့သို့ခံစားခဲ့ရတော့လဲဖျားသခင်သည်သူတို့နှင့်အတူရှိမည်ဖြစ်ပြီး ခက်ခဲသော ကာလသည်နောက်ဆုံးတွင် အဆုံးသတ်မည်ဟုဂတိပေးခဲ့သည်တကြိမ်ပြီးတကြိမ်စုံစမ်းစစ်ဆေးခြင်းများကိုဇက်တိုက်ရင်ဆိုင်ရသည့်အခါကျွန်ုပ်တို့သည်ဖျားသခင်ကိုကူးစားရန်ခက်ခဲနေခြင်း၌ပင် ကိုတော်သည် ကျွန်ုပ်တို့နှင့်အတူရှိပြီး

ခံနိုင်ရည်ရှိရန်မြည်တို့ဖြစ်နိုင်မည်နီဖျားသခင်ဂတိတော်များမှတက်တာမှုကိုမြည်သည့်နေရာတွင်ရှာတွေ့နိုင်သည်ချစ်တော်ဖျားသခင်ကိုတော်၌မျှော်လင့်ခြင်းကိုရှာတွေ့ရန် ကျွန်ုပ်ကိုကျေးဇူးပြု၍မာဇတော်မူပါသခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည် အာမင် နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။